မနေ့က RQ နဲ့ Given ရဲ့နောက်ဆုံး lower bracket ပွဲစဉ်မှာ RQ နောက်ဆုံးနှစ်ပွဲဆက်ထုတ်ခဲ့တဲ့ရည်စမ်းရှင်းကိုမှ အထုံနှကောင်နဲ့တွေ့တဲ့ draft ကတော်တော်လေးအလုတ်ဖြစ်ခဲ့တယ်ဒီ draft ကြောင့်ပဲ RQ အနေနဲ့ MSC ဝင်ခွင့်တိကျက်ကိုရရှိခဲ့ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ရည်စမ်းရှင်းကိုအထုံနှကောင်နဲ့တွဲဆော့တဲ့ draft နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောမယ်ရည်စမ်းရှင်းဆိုတာ famous speed တော်တော်လေးမြန်ပြီးတော့တကောင်တည်းအောက်ဖန်လို့ရတဲ့ ဂျန်ကလာမျိုးပြဒီမှာဆိုရင်တဖက်ဖက်ဒရင်ရပ်ပတ်တောင်မပြီးသေးဘူးသူကအစိမ့်တွေပါလိုက်စားနေပြီဒီကောက်မှာတခြားဂျန်ကလာရင်းနဲ့မတူတဲ့အားနည်းချက်ကတာတဲ့တိုးပြီးတော့ retreat ပေါက်ရတာအရန်ခတ်တယ်ပြော့လဲပြော့တဲ့အတွက် scale 1ပြီးသွားတာနဲ့အားလီတာတဲ့ objective တွေမှာဘာမှကိုလှုပ်လို့မရတာဒါအပြင်မိခင်ကျော်လောက်ထိကိုရီဆန်းရှင်းတကောင်တဲ့အောက်ဖမ်းဖို့အတွက်အချိန်ကပေးရအောင်မယ်အဲ့ဒီအတွက်တာတဲ့တွေမှာဇုံပေးဖို့နဲ့ရီဆန်းရှင်းတကောင်တဲ့လွတ်လွတ်လပ်လပ်အောက်ဖမ်းခွင့်ရဖို့ အာဂျူခိုးချ်အနေနဲ့အထုံနှကောင်နဲ့တွဲပေးတာဒီပွဲမှာဆိုရင်ဖိုးဗီယက်ဟိုက်လော့အထုံနှကောင်ရဲ့ဖာဆာရဲ့ကတာဝါယူတာတွေဘက်ကာတာတွေအားလီလုပ်ပေးတယ်ရီဆန်းရှင်းကတကောင်ထဲအောက်ဖန်းတယ်တပွဲနဲ့တပွဲတော့မတူဘူးပေါ့လေနောက်တပွဲကျတော့ဂလူးဟိုက်လော့နဲ့တာတင်မှာဇုံးတယ်ရီဆန်းရှင်းအတွက်အားလီအင်ပတ်ဖြည့်ပေးတယ်နောက်တစ်ခုကဒီကောင်ရဲ့မောင်တိန်ရှော့ကလက်ရှိမေတာအရလောင်းရီတို့ချစ်တို့လိုမျိုး PP hero တွေပြီးလို့ရှိရင် lane splitter တွေ flank တဲ့ကောင်တွေဒီလိုမျိုးတွေဟော့နေတဲ့ meta မှာရီဆန်းရှင်ရဲ့ short car ကတော်တော်ကြီးကိုအတုံးဝင်တာအထူးသဖြင့်တစ်ဖက်ကလော့မထွက်ခင်အဲ့လိုမျိုးစန့်ချစ်ပတ် lane ကို push နေတဲ့အချိန်ကိုက short car တုံးလိုက်တာနဲ့ enemy ၅កောင်လုံးရဲ့ position ကိုမြင်ရတော့ကျုံနေတဲ့កောင်ကိုပဲတိုးချမလားတခြား decision making ပြပြတသားလှုပ်လို့ရတယ်ဒီကောင်ရဲ့ mountain shocker က vision hero တွေထဲမှာအကောင်းဆုံးပဲဘက်တယ်တွေမှာဆိုလို့ရှိရင် လက်ကင်းကြာလာတဲ့အမျှတစ်ချက်နှိမ့်လိုက်တာနဲ့ငါးကောင်လုံးရဲ့ position ကိုမြင်ရတာဖြစ်တဲ့အတွက် enemy ရဲ့တကယ် main damage dealer တွေကိုအိမ်းတဲ့နေရာမှာတော်တော်လေး comfort ဖြစ်တယ်ဒီမှာဆိုလို့ရှိရင် given ဘက်ကအပေါ်တိုက်ချင်တာဒါပေမဲ့ရီဆန်းရှင်ရဲ့ shocker vision နဲ့ငါးကောင်လုံးပေါ်ပြီးတော့ RQ ဘက်ကအလဲမှာကြံနေတဲ့ဇူစင်းကိုချက်ချင်းပဲ high low rate ထိုးတယ် river မှာဖြတ်သီးတာအဲ့လိုမျိုးပြ vision ကအတင်းနဲ့ဆော့မယ်ဆိုရင်တော်တော်ကြီးကိုအေးပါတာ ကျွန်တော်တို့ Obamis Goose ရဲ့ M2 အောင်မြင်မှုတွေကို ပြန်ကြည့်မယ်ဆိုရင်ရီဆန်းရှင်း Natalia Selena တို့လို Fashion Hero တွေကြောင်းအများကြီးပါတယ်။အော်ဒါနဲ့အခုလိုမျိုး Purify Hero တွေမေတ္တာမှာရီဆန်းရှင်းဝဝမ်းတို့လို Purify Auto ပါပြီးသား Max Man တွေအတွက်ကဘတ်တယ်မှာဆိုလို့ရှိရင် Immune သုံးသက်ရင်သုံးသက်သလိုအရန်ကျန်းတယ်။ဒါကတော့တော်တော်များများသိကြပါတယ်။ရီဆန်းရှင်းလည်းထွက်ထားတာကြာပြီဆိုတော့ဒီကောင်ရဲ့ Scale 1 Immune က ဘလောက်ထိဘတ်တယ်မှာအရေးပါတယ်ဆိုတာပေါ့ကျွန်တော်အနေနဲ့ကတော့အများကြီးမပြောတော့ဘူးဒီမှာဆက်စုချင်း dash လေးတစ်ချက်လွဲသွားတာတော့ချက်ချင်းပဲတန်းတည်တာဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ revive ရည်ဆိုင်ရှင်းကိုအထုံနှစ်ကောင်နဲ့တွဲပေးတဲ့ draft ကို brother တို့အနေနဲ့ RAM မှာသွားစောကြည့်ကြဖို့လဲပြောချင်ပါတယ်အဓိကကဒီကောင်ရဲ့ ultimate ကိုပြင်ပေးထားတော့ scale 1ဘာညာနဲ့ mobility ကလည်းအရင်ကထက်စာရင်ပုံမြန်သွားတော့တကောင်တည်း assassin တကောင်လို့ အောက်ဖန်တဲ့နေရာမှာလည်းတော်တော်လေးကောင်းသွားတယ်အဆောင်ထိကြီးစုပေးတဲ့သူကြောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ခေစည်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်သေးကြတာပေါ့ဘိုင်ဘိုင်အခုဗီဒီယိုမှာ Mobile Legends account တွေကို RCO Gmail မှာပါအမှတ်ခံပြီးတော့ရောင်းပေးနေတဲ့နေရာတနေရာရှိပါတယ်။ဟုတ်ပါတယ်။သူကတော့ ဆွေမချင်းငယ်ပဲဖြစ်ပါတယ်။အာစီအာမခန္ဓာကြတော့ဘရာဒါတို့အားလုံးတည်ပြီးသားပဲထူးထူးဆန်းဆန်းတော့မဟုတ်ဘူး။အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အများကြီးမပြောတော့ဘူး။ဒါဆိုလို့ရှိရင်ဂျီမင်းကရောဂျီမင်းအာမခန္ဓာဆိုတာကမွန်သွန်းမင်းနဲ့ password ပေးပြီးတာနဲ့ security lock တလားနေလို့ရှိရင်ပြုတ်မယ်။အဲ့ဒီအခါကြလို့ရှိရင်ဘရာဒါတို့ဂျီမင်းနဲ့ပြောင်းပြီးတော့ချိန်ပေးမယ်။အဲ့ဒီအချိန်ကာလအတွင်းကိုကျွန်တော်တို့အနေနဲ့ဂျီမင်းအာမခံပေးထားမှာဖြစ်ပါတယ်။ ဲ့ဒီအချိန်ကာလအတွင်းမှာအကောင့်အနေနဲ့တခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ငွေအပြစ်ပြန်အမ်းပေးမှာဖြစ်ပါတယ်။ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပြထားတဲ့ Telegram မှာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ပင်ကုမတ်မှာလည်းကျွန်တော် link ချထားပေးမယ်။အဲ့ဒီမှာတွားပြီးတော့ Director စုံစမ်းလိုက်။ဒါပေမဲ့လည်း video call ခေါ်ဖို့အတွက်မမေ့နဲ့ဘူးနော်။ငွေကင်းမှာဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ်။